မင်္ဂလာပါခင်ဗျာဒီနေ့သင်ခန်းစာမှာဈေးကွက်ဖွဲ့စည်းမှုအကြောင်းကိုအတူတူလေ့လာသွားကြမှာဖြစ်ပါတယ်ဈေးကွက်ဖွဲ့စည်းမှုဟာဈေးနှုန်းများက အချိန်လိုက်ဘလို့ရွေးချယ်နေတယ်ဆိုတာကိုဖော်ပြပေးတဲ့ပုံစံဖြစ်ပါတယ်အဲ့ဒီပုံစံကကုန်သွယ်သူတွေကိုဈေးကွက်ကအပေါ်တက်နေတယ်ဆိုတာပြတဲ့ up trend အောက်ကျနေတယ်ဆိုတာပြပေးနေတဲ့ down trend ဒါမှမဟုတ်ဘေးတိုက်ရွေ့နေတယ်ဆိုတာကိုညွှန်ပြနေတဲ့ sideway ဆိုတာတွေကို ခွဲခြားဖော်ထုတ်နိုင်စေပြီးဝယ်ရမလားရောင်းရမလားတက်မလားကြမလားဆိုတာကိုဆုံးဖြတ်နိုင်ဖို့အထောက်အကူဖြစ်စေပါတယ်ဈေးကွက်ဖွဲ့စည်းမှုမှာအဓိကအားဖြင့်၃မျိုးရှိပါတယ်နံပါတ်၁အနေနဲ့အပေါ်တက်နေတဲ့ဈေးကွက် uptrend တူမဟုတ် bullish market လို့သိကြပါတယ်ဈေးနှုန်းများမှာပုံမြင့်တော့အမြင့်များ higher highs နဲ့ ပုံမြင့်သောအနေများ higher loss ဖြစ်နေတာတွေ့ရမယ်။ဝယ်သူတွေကအင်အားများပြီးဈေးကို အပေါ်တက်နေစေတာဖြစ်တယ်။ဒီလိုအခြေအနေမှာဆိုရင် ကုန်သွယ်သူတွေကဝယ်ဖို့ရှာနေကြမှာဖြစ်ပါတယ်။ဒီပုံလေးမှာတွေ့ရတဲ့အတိုင်းပဲ higher highs နဲ့ higher loss တွေပါဝင်ပြီးဖွဲ့စည်းတည်ရှိနေတဲ့ market ကို uptrend လို့နားလဲရပါတယ်။ပိုပြီးနားလဲနိုင်စေဖို့အတွက် real market မှာ ဘလို့ဖွဲ့စည်းတည်ရှိနေတယ်ဆိုတာကို နောက်လာမဲ့သင်ခန်းစာမှာရှင်းပြသွားမှာဖြစ်ပါတယ်။ပြီးတော့နံပါတ်နဲ့အနေနဲ့အောက်ကျနေတဲ့ဈေးကွက်လို့တည်ကြပြီး down trend သို့မဟုတ် bearish market လို့ခေါ်တယ်။ဈေးနှုန်းများမှာနှိမ့်ကျသောအမြင့်များ lower highs နဲ့နှိမ့်ကျသောအနိမ့်များဖြစ်တဲ့ lower lows တွေဖြစ်နေတာတွေ့ရမယ်။ရောင်းလို့သူများကအင်အားများပြီးဈေးကိုအောက်ကျနေစေတာဖြစ်တယ်။ ဒီလိုအခါမျိုးမှာကုံသွယ်သူတွေက ရောင်းဖို့သာရှာနေကြမှာဖြစ်တယ်။ဒီပုံလေးမှာတော့ lower lows နဲ့ lower highs တွေပါဝင်ပြီး ဖွဲ့စည်းတည်ရှိနေတဲ့ market ကိုတွေ့ရတယ်။ဒါကို down trend လို့ခေါ်ပါတယ်။ပုံပြီးနားလည်နိုင်စေဖို့အတွက်ကိုလည်းနောက်လာမဲ့သင်ခန်းစာမှာ ရှင်းပြတော့မှာဖြစ်ပါတယ်။နောက်ဆုံးနံပါတ်3အနေနဲ့ဘေးတိုက်ရွေ့နေတဲ့ဈေးကွက်ဖြစ်ပြီး side way သူမဟုတ် range market လို့ခေါ်ကြတယ်ဈေးနှုန်းများသည့်အလျားလိုက်အတက်ကြတိတိတတမရှိပဲရွေလျားနေတယ်ဝယ်သူနဲ့ရောင်းသူတွေဟာ ရောင်းဖို့ဝယ်ဖို့ဆုံးဖြတ်ချက်ချမရပဲရက်တက်နေတာကိုဖော်ပြနေတယ်ဒီလိုအချိန်မျိုးမှာဆိုရင်တော့ကုန်သွယ်သူတွေကဘယ်အချိန်မှာဖောက်ထွက်သွားမလဲဆိုတာကိုစောင့်ကြည့်နေတတ်ကြပါတယ်ဒီပုံမှာကတော့ equal highs တွေနဲ့ equal lows တွေပါဝင်ပြီးဖွဲ့စည်းတိစောက်ထားတဲ့ market ကိုတော့ sideways လို့နားလည်ရပါတယ်။ကိုပြီးအသေးစိတ်ကိုသိနိုင်စေဖို့အတွက် real market မှာဘယ်လိုဖြစ်နေလဲဆိုတာကိုလာမယ့်သင်ခန်းစာမှာရှင်းပြတော့မှာဖြစ်ပါတယ်။အချုပ်အနေနဲ့ဈေးကွက်ဖွဲ့စည်းမှုလို့ပြောရင်အဓိကအားဖြင့်၃ခုရှိပါတယ်။ပထမတစ်ခုအနေနဲ့ higher highs higher low တွေနဲ့ဖွဲ့စည်းထားတဲ့ triangle uptrend အပေါ်တက်နေတဲ့ဈေးကွက်ဖြစ်ပြီးဒုတိယအနေနဲ့ lower lows နဲ့ lower high တွေပါပြီးဖြစ်တည်နေတဲ့ market ကို down trend အောက်ကျနေတဲ့ဈေးကွက်ဆိုပြီးဖြစ်တယ်။နောက်ဆုံးတတိယကတော့ equal lows equal highs တွေနဲ့ဖြစ်တည်နေတဲ့ sideways market ဘေးတိုက်ရွေ့နေတဲ့ဈေးကွက်ဆိုပြီးဖြစ်ပါတယ်။ဆက်လက်ပြီးတော့ဈေးကွက်ဖွဲ့စည်းမှုမှာတည်ထားရမယ့်ဝေါ်ဟာရနဲ့ဖြစ်တည်လာပုံတစ်ခုရှိပါတယ်။ ပထမတစ်ခုက BOS လို့ခေါ်တဲ့ break of structure နဲ့ CHOCH လို့ခေါ်တဲ့ chain of character ပဲဖြစ်ပါတယ်။ market ဖြစ်တည်မှုမှာ higher lows ကနေတက်လာတဲ့ဈေးကွက်က higher highs အမှတ်လိုင်းကို ဖောက်တက်သွားတဲ့နေရာလိုင်းကို BOS break of structure လို့ခေါ်ပါတယ်။ပုံမှန်ပြထားတဲ့အတိုင်း BOS line တွေကိုတွေ့ရမှာဖြစ်တယ်။နောက်တစ်ခုက uptrend ကနေ downtrend အဖြစ်ပြောင်းတော့မယ်ဆိုတာကိုညွှန်ပြနေတဲ့ CHOCH လို့ခေါ်တဲ့ chain of character ပဲဖြစ်ပါတယ်။ higher high school မကျော်နိုင်တော့ပဲ higher low ထပ်နေပြီး lower low တစ်ခုကိုဆက်ဖောက်သွားတဲ့ line ကို ပြောတာဖြစ်ပါတယ်။ဒီ line တွေကနီးကပ်တဲ့အနာဂတ်မှာဖြစ်တည်လာမယ့်ဈေးကွက်အတွက်အရေးပါတဲ့ line တွေဖြစ်ပါတယ်။အခုအချိန်မှာ အသေးချာနားမလည်နိုင်သေးပေမဲ့နောက်လာမယ့်သင်ခန်းစာများက promotion လင်းလာစီမှာဖြစ်ပါတယ်။ ဒီနေ့သင်ခန်းစာကတော့ဒီလောက်ပါပဲဒီနေ့သင်ခန်းစာကနေဘာကျိုးကျေးဇူးတွေရမလဲဆိုတာကိုအနည်းငယ်သုံးသပ်ကြည့်ကြရအောင်ဈေးကွက်ဖွဲ့စည်းမှုအခြေခံကို သိပြီဆိုရင်ဈေးကွက်ရဲ့ဥတီချက်ဖြစ်တဲ့ up trend down trend နဲ့ site way တွေကို သိနိုင်ပြီဖြစ်တယ် trend အပြောင်းအလဲကိုကြိုပြီးသိနိုင်တယ်ပြီးတော့ trend နဲ့မညီတဲ့ကုန်သွယ်မှုမျိုးတွေကို ရှောင်နိုင်လာပါတယ်ဥပမာအဖြစ် option ကုန်သွယ်မှုမှာ ဈေးကွက်ဖွဲ့စည်းမှုက uptrend ဆိုရင် call option ကိုဝယ်ယူသင့်ပြီး downtrend ဆိုရင်တော့ put option ကိုဝယ်ယူသင့်ပါတယ် sideways ဖြစ်နေရင်တော့ဘာမှမလုပ်သင့်ပါဘူးဈေးကွက်ဖွဲ့စည်းမှုကိုလက်တွေ့ဈေးကွက်မှာဘလို့အသုံးချရမလဲဆိုတာကိုတော့နောက်လာမယ့်သင်ခန်းစာမှာဆက်ကြပါမယ်ကျေးဇူးတင်ပါတယ်မင်္ဂလာအချိန်လေးဖြစ်ပါစေ